ားလုံးမင်္ဂလာပါကျွန်တော်ဒီနေ့ tutorial လုပ်ပြမှာတော့ဒီကိုဇော်ပိုင်ရဲ့နင်းနဲ့မှချစ်တဲ့ပြီပေါ့ဆိုတော့တခြင်းလေးပေါ့နော်အဲတခြင်းလေးကျွန်တော် tutorial လုပ်ပြမှာဖြစ်ပါတယ်နောက်အရင်ဆုံးဒီ6ကျိုးပေါ့နော်အရင်ဆုံးဒီ6ကျိုးကို၄ကျိုးတန်းနဲ့ညီအောင် short ထားမှာပေါ့ဟယ်လိုအတန်လေးညီနေအောင်6ကျိုးကို short ထားပြီးရမှာပေါ့နော်ပြီးရင်6ကျိုးနှစ်ခွက်ကနေ၄ခွက်ကို slice ဆွဲမှာပေါ့နော်ပြီးရင်3ကျိုးနှစ်ခွက်အဲ့ဒါလေးကိုအ мян လေးတီးမယ်ပေါ့နော် လိုလေးပေါ့နော်အဲ့လိုလေးတီးမယ်ပေါ့နော်အဲ့လိုလေးတီးပြီးတဲ့အခါကျွန်တော်တို့ A အကွက်ကိုတောင်းမယ်ပေါ့နော် A အကွက်ကိုတီးတဲ့အခါမှာ A ကိုကျွန်တော်2ကျိုးပဲဖိမယ်ပေါ့နော်3ကျိုးနဲ့4ကျိုးကိုဒီနှစ်ကွက်မှာလက်နှစ်ချောင်းနဲ့ပဲဖိထားမယ်ပေါ့နော်ပြီးတဲ့အခါမှာ5 4 3 2အဲ့လိုလေးတီးမယ်ပေါ့နော်ပြီးရခါမှာ E ကို E အကွက်ကိုတက်မယ်ပေါ့နော် E အကွက်ကိုတက်တဲ့အခါ E ကိုဒီလိုမျိုးမတီးဘဲနဲ့ နောက်ကဒီ base ကျိုးတံကိုဒီမှာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီနှစ်အကွက်မှာလက်ညှိုးနဲ့ထောက်မှာပေါ့နော်ပြီးရင်ဒီနှစ်အကွက်မှာပဲ၅ကျိုးပြီးရင်ဒီနှစ်အကွက်မှာပဲ၄ကျိုးပြီးရင်ဒီနှစ်အကွက်မှာပဲ၃ကျိုးပေါ့နော်အဲ့လိုလေးပေါ့နော်ဒီနှစ်တကွက်ထဲမှာပဲအကုန်လုံးစုပြီးကင်တာပေါ့နော်ပြန်တီးပြန် လိုမျိုးကင်ပြီးတဲ့ခါမှလည်းကျွန်တော်တို့ဒီတခါ6ဂျို5ဂျို4ဂျို3ဂျိုပေါ့နော်ကျွန်တော်အစနေပြီးဖြည်းဖြည်းလေးပြန်တီးပြန်ပါပေါ့နော်အဲအဲ့လိုလေးပေါ့နော်အဲနောက်တစ်ပိုင်းကျတော့ကျွန်တော်တို့ဒီလိုမျိုးကင်ထားတဲ့အတိုင်းလေးကိုပဲကျွန်တော်တို့ဒီအပေါ်က3ဂျိုလို့နှုတ်လိုက်ပေါ့နော်ပြီးတော့ဒီနှစ်ကွက်မှာ3ဂျိုလက်တန်းလေးနဲ့တစ်ချက်ပဲထောက်ထားပြီးရင်6 5 4 ိုင်းပဲပေါ့နော်အတိုင်းလေးထပ်တည်မယ်နောက်တစ်ပိုင်းကျတော့ဒီနှေးကွန်မှာပဲအကုန်လုံးကိုပြန်ပြီးစုဖိမယ်ပေါ့နော်စုဖိပြီးတဲ့ကမှာ6 5 4တီးပြီးတဲ့က3ဒီ3ကျိုးပေါ့နော်3ကျိုးတေးကွက်ကနေနှေးကွက်ကိုဟမ်းမအောင်ပေါ့မယ်အဲ့လိုလေးပေါ့နော်အဲ့ဒီအတိုင်းလေးယူမှာပေါ့နော်ကျွန်တော်ပြန်တည်ပြအောင်အဲ့လိုလေးပဲပေါ့နော်အဲ့လိုလေးကိုပဲပြန်ပြီးပက်တီးနေတာပေါ့နော်ကျွန်တော်အစကနေပြီးဖြည်းဖြည်းချင်းပြန်တီးပြပါမယ် လေးပါပဲပေါ့နော်အရင်ဆုံးဒီ plugin လေးကိုတီးတော့မှဆိုရင်နားရည်ဝအောင်အရင်ဆုံးနားထောင်နားထောင်ပြီးတော့ light တွေပြပို့ပြီးတော့တက်လွယ်လေးမှထင်တယ်ပေါ့နော်ဟုတ်ကဲ့အားလုံးပဲအဆင်ပြေကြပါစေ